အအခုပေါ့နော်အမီဘာမှမပြောခင်မှာခုတနိုင်ငံလုံးဖြစ်သွားတာလေးတွေ့တော့ပေါ့နော်စိတ်မကောင်းတော့အရန်ဖြစ်မိပါတယ်အဲအမီပို့စ်မှာတင်နာတာလဲရှဲက9000ကျော်တွေပါဖြစ်သွားတယ်ပေါ့နော်ဒါကလည်းအမီကဒီတိုင်းပဲဒီတည်တဲ့ကိုမကြည့်သေးဘူးအခုပစ္စုပန်တက်တဲ့ကိုပြောတာပေါ့နော်တည်တဲ့ကိုမကြည့်သေးပဲနဲ့ဒီတိုင်းတင်လိုက်တာ ဒီနေ့လည်းတကယ်ဒေါသအရန်ထွက်ခဲ့တယ်ထွက်တော့မှဟဲ့ငါဒေါသထွက်တိုင်းငလျင်းရလှုပ်နေပါလားပေါ့နော်ရက်ဆွဲလေးနဲ့ဒီလိုတင်လိုက်တဲ့ချိန်မှာအဲ့လောက်ထိ share ပြီးတော့အဲ့လောက်ဖြစ်သွားမယ်ဆိုတော့အမီရည်ရွယ်ချက်နဲ့ရေးခဲ့တာမဟုတ်ဘူးဆိုတော့ကနေဦးပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဒီငလျင်းနဲ့ပတ်သက်ပြီးတော့အမီက2024 6လပိုင်း14ရက်မှာတက်တော့မှအမီတင်ထားခဲ့တယ်ဆိုတော့အဲ့ဒါကြီးကငလျင်ဘေးလဲတတိုင်းပြည်လို့ရှောင်ရှားနိုင်ပါစီရှင်ဆိုပြီးတော့မှရေဘေးချိန်မှအင်မီတင်ခဲ့တယ်ပေါ့နော်အဲ့ဒီဟာကြီးကအခုတကယ်ဖြစ်ခဲ့တယ်ဆိုတော့ ဘယ်လိုပြောမလဲအမီကတော့ဟိုဒီလောက်အမှန်တမ်းပြောလို့ရှိရင်အမီရင်ထဲကစကားကိုပြောရမယ်ဆိုရင်အခုတင်တဲ့ချိန်မှာအမီကိုပေါ်ပင်လုတ်ပြီးတင်တယ်ဆိုပြီးတော့မြမအိမ်တော်ကတွေလည်းအမီကိုဆက်လာတယ်ဒါပေမဲ့စိတ်ထဲကမှန်တော့တစ္ဆာကိုဖျားမှဖြေနေတယ်အမီပေါ်ပင်လုတ်တာတစ်စက်မှမရှိဘူးအမီကိုနေ့တိုင်းဆဲတယ်ဆိုတယ်ပြောခံရတာရှိတယ်ဒါပေမဲ့အမီရဲ့ fan တွေကနေလွဲပြီးတော့ပေါ့နော်လူတိုင်းကိုသိချိုးပြီးဝလုံးရှင်နဲ့ပတ်ရမ်းလာလည်းမဟုတ်ဘူးဒါပေမဲ့တချို့ကအမီကြောင်းကိုမသိသေးတဲ့လူတွေကကြတော့ပြောတယ်ဒီဟာရောအမီနောက်တစ်ခုတက်သေးဖြစ်နေအမီ ထူဆန်းစွာနဲ့ကိုပြပြခဲ့တယ်ပေါ့နော်အီမီရဲ့အီမီဆန် official တက်တော့မှာကြည့်လို့ရပါတယ်2024 6လပိုင်း14ရက်နေ့ကလေးကအဲ့ဒီငလျင်ရှိတယ်ငလျင်ကိုရှောင်ရှားနိုင်ပါစေဆိုအီမီကိုတိုင်ကိုမှအာတင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါလေးတော့တက်တည်ဖြစ်နေတော့ရှိခဲ့ပါတယ်ဟုတ်စကိုင်းတွေရောရှမ်းပြည်တွေရောမန်းလေးတွေရော ပေါ့နော်အကုန်လုံးရဲ့မိသားစု အထွေထွေအမိတကယ်လဲစိတ်မကောင်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒါတွေကဟိုလျှက်တစ်ပြက်ဖြစ်သွားပြီးတော့မှအိမ်မမ်းမသိပြောက်မမ်းမသိဖြစ်သွားတဲ့အရာဆိုတော့တတိုင်းပြည်လို့ရင်ဆိုင်ရတဲ့ဟာပါ။ဟိုဒီကကြည့်တဲ့အမျိုးဆဲနေကြတဲ့မေတ္တာပို့ကြတဲ့ရောင်ချင်းစီတိုင်းမဟုတ်ပါဘူး။အမိတို့လည်းရင်ဆိုင်ရပါတယ်လို့ဆိုတော့အဲ့ဒီအချိန်မှာကိုယ်စိတ်ရဲ့ရည်ရွယ်ချက်ဒါလေးပြင်လိုက်လို့ရှိရင်အဲ့တဒင်ကမှာပေါ့နော်။သူတို့ကိုယ်ဝေါ်တဲ့ဝင်ပြီးတော့မှဆဲလိုက်တာသူတို့ရင်ထဲကပြေသွားပါစေဆိုတဲ့စိတ်နဲ့အမိကအဲ့လိုမျိုးစိတ်နဲ့ဝင်ရေးလိုက်တာဒီစိတ်တက်ကိုကြတော့ ဒါပေမဲ့အင်မီဖြေထားခဲ့တင်ထားခဲ့တာကျွန်တော်24တဲ့ရဒါရှိတယ်ဒါလာမယ်ဆိုတော့အင်မီတင်ထားခဲ့တာ ိုတော့အဲ့ဒါကိုလည်းကွဲအောင်အမီရဲ့အင်တာဗျူးသေချာကြည့်ပြီးတော့မှတချို့ပိုင်းတွေမှာလည်းဟိုပြောတာဆိုတာကတော့ကောင်းတယ်လို့တော့အမီပြောချင်ပါတယ်ဒီစကားပြောလို့လည်းဆက်တောင်းတာလည်းမဟုတ်တလို့အမီကိုယ်တိုင်လည်းတကယ်စိတ်မကောင်းဖြစ်ပါတယ်လူတိုင်းတတိုင်းပြီးတော့အောက်မှာလမ်းမှာဆိုလူတွေပဲအမီတို့တိုက်တရားထက်မြင့်တာအမီကိုယ်တိုင်ခုနှစ်လွာမှနေတာပါဆိုတော့အမီကိုယ်တိုင်လည်းရင်ဆိုင်ခဲ့ရတာဖြစ်တဲ့အတွက်တကယ်လည်းစိတ်မကောင်းဖြစ်တယ်အခုလည်းဖျားရောက်နေရပေါ့နော်အလူလုတ်ပြီးတော့မှအမီမေတ္တာလေးတွေပို့ပေးမယ်လို့ပြောလို့ရှိရင်ဒီငယ်လေးကနောက်36နာရီအတွင်းမှာ အင်မီတို့လက်တွေ့ပါရောပေါ့တတိထားပြီးတော့မှအင်မီတို့စောက်ကြည့်ရမယ်ဟာလေးဖြစ်တဲ့အတွက်လူတိုင်းဟိုသွားတတိလာတတိစားတတိလေးနဲ့ပေါ့နော်နေနိုင်ပါစေလို့လည်းအင်မီပြောချင်ပါတယ်အဲအဲ့ရင်ငလျင်ကိုအင်မီတွေ့ခဲ့တယ်ရေဘေးကို အစိတ်ထဲမှာအဲ့လိုဖြစ်တဲ့ချိန်မှာအော်လို့ငါကတော့ဒဝဲကလူတွေနဲ့ပဲအတူတူဒဝဲမှာတချင်းစုလိုက်ရတယ်ရန်ကုန်မှာတော့မှအာပရိသတ်ရှင်မထွက်ရဘူးပေါ့နော်ဒဝဲကပရိသတ်တွေနဲ့ပဲဒီတိုင်းပဲလူခံပေးခဲ့တယ်ဒါတော့အင်းလေးသွားလူကြတယ်ပေါ့နော်ဆိုတော့သိတဲ့လူလည်းသိတယ်မသိတဲ့လူလည်းမသိဘူးပေါ့နော်ဆိုတော့အဲ့ဒါတပိုင်းမှာအမေနည်းနည်းအာယုခံလိုက်တဲ့ချိန်မှာငယ်လေးတခုရှိနေတယ်ရှိတော့ဟဲ့ဒါကြီးကမြန်မာပြည်ဆိုတော့အဲလွဲပါစေပယ်ပါစေပေါ့နော်အမေဒီတိုင်းလေးပဲလုတ်ပေးနိုင်တယ်ဘာလို့လဲဆိုတော့အမေလည်းကတော့ပါရဲ့နှိုင်းတာလည်းမဟုတ်ဘူးဖယားလည်းမဟုတ်ဘူးဖယားမှတပါး ဘသူမှမသိနိုင်တဲ့အကြောင်းတရားတွေပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာသိတော့သိလိုက်တယ်ကိုလဲကိုဘာသာရေးလို့လို့အာပါရမီကျောင်းဆက်တွေရှိလို့ဒါလေးတွေရှိတယ်ဒါလေးတွေဖြစ်မယ်ဆိုတော့အမီတက်နိုင်တဲ့လောက်ဒီနိုင်ငံမှာရှိတဲ့လူတွေအမီပြောခဲ့တယ်ဒါပေမဲ့အမီကိုမုန်းတာလည်းရှိတယ်အပြစ်ပြောတာလည်းရှိတယ်ဒါပေမဲ့ဒီလူတွေပုံမှန်အမီမြတ်တာပြက်လားဆိုခုနှစ်ထိလည်းမြတ်တာမပြက်ဘူးအဲ့ဒီစိတ်ကြီးကဟိုဝကြွေးလို့ခံစားရတယ်ခါလေကြားရင်လေငါမပြောလဲရတယ်လို့ဘာအတွက်ငါဓာကြီးကိုလိုက်ပြောမိပြီးတော့ဆင်ချင်အောင်ပြောမိနေလဲဆိုတော့စိတ်လည်းပေါ်တယ် ဒီလိုပြောလို့စိတ်တတင်ပြီးတော့မှမျက်ရည်ချူရဲဆိုလဲလာအောင်မယ်အမိချူသိတယ်ဒါတွေအကုန်လုံးသိတယ်အမိရဲ့စိတ်စေတနာမှန်နဲ့အမိအဲ့တော့ရေးခဲတဲ့ဟာဖြစ်တဲ့အတွက်ဒါသစ္စာတရားဖြစ်ရှိနေမှာဒီကိစ္စဆို2024ကိုလပိုင်း14ရက်နေ့တည်းကတစ်တော့ရက်တသက်ဖြစ်နေတယ်အမိနေနဲ့တန်ရှင်းရှာစရာကိုမလိုတာမလိုတာပေါ့နော်ဒါမဲ့အကြောင်းကဒီစကားလေးတစ်ခွန်းနဲ့တစ်ခါပြန်ညိတယ်ဆိုတော့ဒါတွေကအမိတို့မမြင်နိုင်တဲ့အရာတွေကအလွတ်လွတ်နေတယ်လို့ပဲအမိမြင်ပါတယ် ဘာလို့လဲဆိုတော့အမီလုံနေတာကအမှုပညာတချင်းနေဆိုတယ်ရွှေရှင်နေရိုက်တယ်ဒါပေမဲ့ဒီစကားတွေအမီပြောနေရတယ်ဘာတွက်လဲခိုင်ကြရမှာဝကြွေးကြီးလာရီလားငါမပြောလဲရတယ်ဘာတွက်ပြောနေရလဲဆိုတော့ကိုကိုပစ်တင်တဲ့အခြေအနေလည်းအများကြီးရှိခဲ့ပါတယ်အဲသူကအဲ့တော့ဝါဒင်း3လက2024ပေါ့ငကားနှစ်ရဲ့ဝါဒင်း3လလို့အမီဒိတ်ထန်အောင်နဲ့တသက်လော့လဲဝင်နေပေါ့နော်အဲတခြားဂုံတော်တွေလည်းဒိတ်ထန်အောင်ခဲ့တယ်အဲ့မှာရေဘေးဖြစ်တယ်ဆိုရင်သူကလလဲလောက်မှာဖြစ်တာ哦အဲ့ဒီအချိန်မှာသူကရေဘေးမှာလိုက်ကက်ဆယ်ရေးတွေထွက်နေတဲ့အချိန်မှာအဲ့ဒီဟာကိုမြင်တာ မျက်နှာရှင်မှာဘယ်လိုလဲဆိုတော့အမီကြည့်ရတာဟိုမျက်လင်းရင်ဘေးလေဒါဘေးလို့ခေါ်တယ်ဘေးမိုးလို့ဘာဖြစ်လို့လဲဆိုတိုက်ကြီးတွေပြိုကျအခုတော်တော်ဖြစ်တယ်ပေါ့နော်အမီတို့ရန်ကုန်မှာတိတ်မတိတာပဲမြန်မာလေးတို့ရှမ်းပြည်တို့အခုကလာအိုလည်းဖြစ်တယ်ထိုင်းလည်းဖြစ်တယ်ဒါပေမဲ့အမီမြင်တာကအမီနိုင်ငံအတွက်ကိုအမီကပြောခဲ့တာငလျင်ဘေးလေးရှိသေးရရှင်အကုန်လုံးလွန်မြောက်ပါစေရှင်ဆိုပြီးတော့မေတ္တာစကားလေးဟိုဒီတက်တော်မှာဒီတိုင်းတင်လိုက်တာ ဆိုတော့အဲ့ဒီဟာပြန်ကြည့်ပြီးတော့မှဩတော်သေးတယ်ဒါလည်းငါအုံးလေးမိမထားဘူးဒါကြီးရှိနေတယ်ရက်ဆွဲပါဆိုငါအတွက်သက်သေတစ်ခုနေနေပေါ့နော်ဒါကြီးကရှိခဲ့တယ်ဆိုတာကိုအမိနေနေပို့ပို့ပြီးတော့လဲကိုယ့်ကိုစိတ်ဝင်စားလာတယ်ဒီအနုပညာပိုင်းမှာလဲကိုယ့်ကိုပို့ပြီးစိတ်ဝင်စားလာတယ်လို့ဒီဘက်ကပိုင်းနေမှာလဲကိုယ့်ကိုစိတ်ဝင်စားလာတယ်အမိနေနေဒါကြီးကိုအမှန်တမ်းပြောမပြောချင်တော့ဘူးအခြေကြလာရင်အမိမပြောနေရတယ်ဝကြွေးကြနေရပဲခါလေကြအဲ့တော့ပြောတယ်အဲ့နိနားမှာရှိရလူတွေကိုနည်းနည်းထိမ့်ပေးပါဦးနည်းနည်းထိမ့်ပေးပါလားဒါကြီးတွေမသိအောင်မမြင်အောင် မပြောရအောင်ပေါ့နော်တခုခုနေရာမှာကိုယ်ထိမ့်ပေးပါလားဆိုတဲ့စကားတော်အမီပြောခဲ့တာရှိပါတယ်အရန်ပင်ပန်းတယ်ဆိုတော့အမီနေရာမှာရောက်တဲ့ချိန်အမီလိုမျိုးဟိုဝိုင်းတစ်ခွက်စပိုင်တစ်ခွက်ခြေလေးချောင်းသားတွေမစားတဲ့ချိန်တကယ်ကိုဖျားနဲ့နေပြီးတော့မှဘာသာရေးတွေလှုပ်လာတဲ့ချိန်မှာဟို ိုလူနီးဒီတူမဟုတ်ပေမဲ့လူတိုင်းနီးနီးကြုံရတဲ့ဟာလို့လည်းအမီသိတယ်ဆိုတော့ဒီလိုမျိုးလူချင်းချင်းပဲအမီတို့ကစကားပြောရမယ်စကားတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အမီကဆိုရှယ်မီဒီယာနဲ့လှုပ်လှုပ်နေရတဲ့လူဖြစ်တဲ့တခုရတခု line ပေါ်တက်ရေးတာတို့ရေးကြည့်တဲ့ဟာလေးဆိုပျော့ပျော့တတ်တယ်ပေါ့နော်အဲ့လိုဟာကြတော့ဘလုံးမဟိုနေရထိုင်ရတော့အရက်ခတ်တဲ့အချိန်တခုတော့ဖြစ်ခဲ့ပါတ